မေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အကောင့်တုတ်တွေကြောင့်ကမ္ဘာတဝန်ထိတ်လန့်တော်လှန်မှုတွေဆက်လက်ဖြစ်ပေါ်နေချိန်မှာအာရှစတော့ရှယ်ယာဈေးကွက်မှာဈေးနှုန်းတွေထိုးချသွားခဲ့ပါတယ်။ဧပြီ9ရက်ဈေးကွက်ဖွင့်ချိန်မှာဂျပန် Nikkei 225ဈေးကွက်ရဲ့ဈေးနှုန်း6.3ရာခိုင်နှုန်း၊ဟောင်ကောင် Hang Seng ဈေးကွက်ဈေးနှုန်း9.8ရာခိုင်နှုန်း ဟောင်ကောင်မှာမပုံတင်ထားတဲ့ printing ban တွေဖြစ်တဲ့ HSBC နဲ့ Standard Chartered တို့ရဲ့ရှယ်ယာဈေးတွေလည်းထိုးကျသွားခဲ့တာဖြစ်ပါတယ်။ American ဈေးကွက်တွေပြန်လည်ဖွင့်လှစ်ချိန်မှာတော့ Wall Street ရဲ့ရှယ်ယာဈေးတွေလည်းထိုးကျသွားဖို့ရှိနေတယ်လို့ဈေးကွက်ကြွန့်ကျင်သူတွေကပြောကြပါတယ်။ Air Force One လေးအင်ပေါ်မှာ green dot တွေကိုပြောကြရမှာတော့တမရတော်နဲ့ trend ကတစ်ခုခုကိုပြင်ဆင်ဖို့တစ်ခါတလေမှာစေးတောက်ကြရလိမ့်မယ်လို့ပြောပါတယ်။ Golden Search ရင်းနှီးမြှုပ်နှံရေးဘဏ်ကအမေရိကန်ရဲ့စီးပွားရေးဟာ12လအတွင်း45ရာခိုင်နှုန်းဆုပ်ယုပ်သွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အခွန်တွေတိုးမြင့်ပြထန်းကြောင်း Trump ကကြေညာပြည့်ရနောက်ဘဏ်တွေကစီးပွားရေးဆုပ်ယုပ်နိုင်ခြေကိုတိုးပြီးခန့်မှန်းထားခဲ့ကြပါတယ်။ဧပြီ9ရက်ဈေးကွက်ဖွင့်ချိန်မှာအိန္ဒိယ Stock Share ဈေးနှုန်းတွေလည်းထိုးကျသွားခဲ့ပါတယ်။ အာရှရဲ့ store share ဈေးတွေထိုးဆင်းသွားတာက Trump ရဲ့အခွန်တိုးကောက်မှုကြောင့်ကမ္ဘာတွင်းထိတ်လန့်မှုတွေဖြစ်ပွားစေခဲ့ကြောင်းဖော်ပြနေရပါဖြစ်ပါတယ်။သမ္မတ Trump ကသူ့ရဲ့အခွန်တိုးကောက်တဲ့လုပ်ရက်ကိုကာကွယ်ထားပြီးတော့မိမိတို့ရဲ့ကုန်သွယ်ရေးသဘောတူညီမှုရယူလိုနေတဲ့နိုင်ငံတွေအများကြီးရှိနေတယ်လို့ပြောကြားထားပါတယ်။ဒီကတော့ American ကုန်စည်အားလုံးပေါ်လက်တုံ့ပြန်တဲ့အနေနဲ့အခွန်34ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ် ကမ္ဘာစီးပွားရေးဆုတ်ယုတ်မဲ့အချိန်နှီးကပ်လာနေပေမဲ့အခွန်တုပ်တွေကြောင့်ကမ္ဘာစီးပွားရေးဘလောက်တိုင်းတာထိထိခိုက်နိုင်လဲဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါလိမ့်။